ဝင်းကန်ကျွေးရွာမှာရှိတဲ့နော်အဲ့ဒီပါလေကရဝေးကျွေးရွာတို့ကိုလည်းဝင်းကန်ကျွေးရွာတို့ကရဝေးကျွေးရွာတို့လည်းဒါတမလေးလေးရနေမှာလက်နက်ကြီးတွေနဲ့အခုချိန်ထိလည်းဒါဆုံးမနေတာရှင်္ဂလာပါမြန်မာနိုင်ငံအတွက်ပဋိပက္ခတွေနဲ့တူမှန်ကန်တဲ့သတင်းတွေကိုအမြင့်တဲ့ range လုပ်ပေးသွားမှာဖြစ်ပါတော့ကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော်အဲမနေ့ကကျတော့တရင်ထဲမှာဒီဘင်းကိစ္စပါဒီဘင်းကိစ္စတော့ဒါဖဲထူတာမဟုတ် တဲ့ထုသွားတဲ့ဆိုတော့ကျွန်တော်ဒီချောင်းမြို့နယ်ဒီဟိုနယ်မှာမှန်ချိုကျေးရွာကိုပြောလိုက်တာဖြစ်တယ်เนาะဖက်ထုတယ်ဆိုတာကဟိုနင်းကဒီဒီဘင်းကဖက်ထုတာမဟုတ်ဘူးအဲ့မှာသူကော်ဝိုက်လေးတွေနဲ့ဒီ drop out ချဖို့ဟာတွေကိုသူတို့ဟိုကလေးတွေကိုတင်ပြပေးနေတဲ့အချိန်မှာဖြစ်တာเนาะအဲ့လိုမျိုးဖြစ်တာသူ့ဘက်သူတို့ထပြီးတော့ပောက်ကွဲသွားပြီးတော့အဲတဲ့နီးပြတွေရဲ့ လှုပ်ဆောင်မှုလို့ပဲကျွန်တော်တို့ပြောမှာပေါ့အဲ့မှာရှိတဲ့အကြံဖက်နည်းပြတဲ့လှုပ်ဆောင်မှုလို့ပဲပြောမှာပေါ့အဲ့ဒါကြောင့်အဲ့ဒီမှာအနာလေးပဲသူတို့ဒါပေါက်ကွဲပျက်စီးမှုတွေပြသနိုင်တာနော်ပြီးတော့အဲ့မှာကလေးတွေကိုဟိုဘက်ကိုဇရက်ဘက်ကိုထုတ်ပြီးတော့မှဒါစီပြီးတော့စိတ်မကောင်းဖြစ်တဲ့ဟာလေးတွေပေါ့အဲ့မှာအမျိုးသမီးတယောက်ဆိုလို့ကျွန်တော်ဒါငိုယူပြီးတော့ပြောနေတာလေကြားနေရနိုင်မယ်နော်သူတို့ဒါဗစ်ထုလာဝင်နေမှာတတ်မလို့ဘုံကျဲလို့မဟုတ်ဘူးသူတို့အချင်းချင်းထားဖြစ်သွားလို့နော် အဲ့မှာပြောနေတဲ့ငိုပြီးတော့ပြောနေတဲ့အမျိုးသမီးတွေရဲ့ပြောဆိုတာလည်းနားထောင်ကြည့်လို့ရတယ်။ဒါတမတော်ကဒါဘုံလာကျဲလို့တမတော်အကြောင်းတချောင်းမှမပေါဘူး။သူတို့အကြမ်းဖက်တည်းရဲ့ဒါသွားပြီးတော့တင်တန်းလှုပ်လိုက်တဲ့အချိန်မှာဖြစ်တာ။နော်အဲ့ဒါလေးတော့ပြောချင်တယ်မနေ့ကတော့ဒါစင်ကူမျိုးနဲ့စိုက်ခွင်ကျွေးရမှာဆိုလဲဖဲထုပါတယ်။နောင်ချိုစကန်းကုန်းတွေကိုလည်းစီးနှင်းတိတ်ပိုက်ရရှိတာတာရှိပါတယ်။ ခန်းကော်ဒီလက်မကြေးရွာကိုလည်းအဲလယ်မလယ်မကြေးရွာပေါ့နော်အဲ့မှာဆိုလဲဒါကျွန်တော်စီနင်းဝင်ရောက်ပြီးတော့နေမြရှင်းလင်းလာတာရှိတယ်ဒီကမှလည်းဓာတ်ပေါ်ဒီတွေအများဆုံးရရှိပါတယ်လက်နက်တွေရရှိတယ်နော်အဲ့မနက်ကကျွန်တော်ပြောလိုက်တဲ့ဥစားအဲ့ဒါလေးတော့နည်းနည်းဟောင်းနေပြတာနောက်ခါကျတော့ဒီကြိုက်ထုမျိုးနဲ့ဝင်းကန်ကျွေးရွာမှာရှိတဲ့နော်အဲ့ဒီပါလေကရဝေးကျွေးရွာတို့ကိုလည်းဝင်းကန်ကျွေးရွာတို့ကရဝေးကျွေးရွာတို့လည်းဒါတမလေးလေးကနေပါလက်နက်ကြီးတွေနဲ့အခုချိန်ထိတည်းဒါဆုံးမနေတာရှိတယ် ကိုဝင်းကန်ကြီးရွာရဲ့နောက်ခါကျွန်တော်ဆောစာပြောင်းတဲ့ကရဝိတ်ကြီးရွာအဲ့နိုင်ရောတတ်မလေးလေးအဲ့မှာရှိတဲ့တက်ကနေပြောင်းမှာဒါလက်နက်ကြီးတွေတောက်ချောက်ထုပေးနေတာရှိတယ်အဲ့ဒါ KNU ရဲ့အဲသူရဲ့အစွဲဘွားတွေပေါ့ဗျာနော် KNN အေတို့ဘာညာလို့အများကြီးပဲအဲ့ဒီမှာကနော် PDF တို့အကြမ်းဖက်တွေအများကြီးပဲအဲ့ဒါကိုအခုဟိုလက်နက်ကြီးတွေနဲ့ပြစ်နေတာရှိတယ်နော်အဲ့ဒါလေးကျွန်တော်ပြောချင်ပါတယ်အိုးထိန်ကြီးရွာ မှာဖြစ်သွားတာကစရက်ဒီဘင်းရင်မအိုထင်းကျွရစာတင်ကြောင်းနဲ့မှာသူတို့အကြမ်းဖက်တင်တန်းတွေလုံနေရင်းနဲ့မှာဖြစ်သွားတာပါเนาะအဲ့ဒါလေးကိုတော့အားလုံးသိစေချင်ပါတယ်မနက်ကကျွန်တော်ကဟိုသခိုင်းတိုင်းဟိချောင်းချောင်းမှာဖိထူတာနဲ့ဒီဘက်ဖိထူတာနဲ့တွားပြီးရောရှက်သွားတဲ့ပုံစံမျိုးရှိတယ်အဲ့တော့ sorry ပါဗျာအားလုံးကြမ်းပါပါနော်လူကားတွေပြေပါစေစေဝေးညာဆုံးပြီးမှကောင်းမင်းနှမဆိုလို့ကျဲဒီလူတွေအလကားနေအသက်တွေပေးကြတာတက်တွေပေးကြတာကျွန်တော်တို့ကတော့ ဟိုရှင်းပြောတဦးသားစင်တဦးသားစင်မရှိဘူးအကြမ်းဖက်အမြန်ချင်းမှအားလုံးကောင်းမယ်အကြမ်းဖက်တွေရဲ့ရွာတွေမှာလည်းမိမိတို့ရဲ့ရွာတွေမှာအကြမ်းဖက်တွေရှိနေတဲ့ရွာတော့ဒီလိုမျိုးတွေပဲကြားတိနေရအောင်မယ်ဆိုတာကိုစဉ်းစားတွေးခေါ်ကြပါအောင်လို့ပြောချင်ပါတယ်ဗျာအားလုံးအေးချမ်းပါစေနော်လူရည်ပြည့်ပါစေဗျာ